မင်္ဂလာပါရှင်ရန်ကုန်ကစ်သစ် channel နောက်ဆက်သတင်းကိုတင်ဆက်ပေးပါမယ်။တောင်ဆန်းစုကြည်လွတ်မြောက်ရေးမြန်မာစစ်တပ်ကိုပြရားပြင်သားဖြစ်သူကတရုတ်သမ္မတရှီချင်းပင်ကိုမြေတားရခန်မြန်မာဒီမိုကရေစီကောင်ဆောင်နိုင်ငံတော်၏တိုင်းမကပုတ်ကိုတောင်ဆန်းစုကြည်ကိုပြတ်လွတ်ပေးမြန်မာစစ်တပ်ကိုပြရားပြင်သားဖြစ်သူကိုဒိန်လင်းကောက်ကယ်ရစ်ကတရုတ်သမ္မတရှီချင်းပင်ကိုမြေတားရခန်လိုက်ကြောင်းစိုက်ချောင်းသော Money Post ကသတင်းဖော်ပြရတယ်။ဆီယနာသင်ကဲ2021ခုနှစ်ကစတင်ပြီးထောင်သွင်းကြေညာခံရတဲ့မြန်မာဒီမိုကရေစီကောင်ဆောင်ဒေါက်ဆန်စုကြည်ရဲ့နှလုံးရောဂါ ပြဿနာနဲ့ထောင်ရင်းချိန်နေတဲ့ဆိုအနေမှုကိုတားပြစ်သူကွန်တိန်လင်းကထုတ်ပေါ်ပြောဆိုထားပြီးတော့တရုတ်သမ္မတရှီကျင်ပင်နေဖြင့်မိခင်တော်ဆန်းစုကြည်လွတ်မြောက်ရေးစစ်တပ်ကိုဖိအားပေးရန်တောင်းဆိုတဲ့ သူမကိုလွတ်ပေးရင်လည်းလွတ်မြောက်တဲ့သူတွေကိုလွတ်ပေးဖို့စေစွာကိုဖိအားပေးဖို့တရုတ်သမ္မတရှီချင်ပင်ကိုမြစ်တာရက်ခံပါတယ်မိမိကိုလွတ်ပေးဖို့တရုတ်ကတောင်းဆိုနေတယ်တရုတ်အာဏာပိုင်တွေကသူမကိုတွေ့ခွင့်ရဖို့တောင်းဆိုပေးမယ်လဲစစ်တပ်ကတွေ့ခွင့်မပြုဘူးတခြားဘသူကိုမှလည်းတွေ့ခွင့်မပေးဘူးဒေါအောင်ဆန်းစုကြည်ကိုတွေ့ခွင့်ရရှိစူးစမ်းမှုတွေကိုဖိတ်ခေါ်လိုက်ပြီးထို့သောတွေ့ခွင့်ရရှိပါကအနည်းဆုံးနေဖြင့်ဒေါအောင်ဆန်းစုကြည်အသက်ရှင်နေရကိုတည်ပြုံနိုင်ပြီဖြစ်ကြောင်းပြောတယ်အမျိုးသားညွှန်ရေးဆွေးနွေးကလည်းဒေါန်ဆန်းစုကြည်ကိုဆက်လက်အကျဉ်းချထားခြင်းကတိုင်းပြည်အကျပ်တွေကိုပုံမှန်နှက်ဆိုင်စေမည်ဖြစ်ကြောင်းပြောဆိုတယ်။ ဒေါန်ဆန်းစုကြည်ကိုဖက်လက်ဆက်လက်ဖန်ဆီးထားတာကတော့တဘောတော်ကလည်းမှုတွေကိုခိုင်မာစေမဲ့ပလိပခါကိုရှေ့ချစေမဲ့မြို့သားပြန်တဲ့တင်မြေကိုပုံမှုခက်ခဲစေမလို့ NUG နိုင်ငံတကာပူပေါင်းဆောင်ရွက်မှုဆိုင်ရာဝန်ကြီးဒေါက်တာဆဆာကပြောတယ်။ဒေါန်ဆန်းစုကြည်အသားဖြစ်သူကိုထိန်လင်းကတော့သူ့အမေကိုလူချင်းပြန်လဲတွေးဆောင်ခြင်းကြောင့်ပြောဆိုတယ်။ကိုထိန်လင်းက1988ခုနှစ်ကတည်းကဒေါန်ဆန်းစုကြည်နဲ့ကွဲသွားခဲ့ခြင်းဖြစ်တယ်။ဒေါန်ဆန်းစုကြည်နေပြအာနာရရှိတဲ့ကမြောက်လိုက်တဲ့တရုတ်နဲ့ပုံမှုရင်းရဲ့ဆက်ဆံရရှိခဲ့ပြီးပုံမှုကောင်းမွန်တဲ့ဆက်ဆံရှိခဲ့ကြောင်းကိုထိန်လင်းကဆိုပါတယ်။ ။အမေနဲ့အလဒီယာအနာသိမှုမတိုင်ကြီးတရုတ်နိုင်ငံနဲ့ကောင်းမွန်တဲ့ဖြစ်ထွန်းတဲ့ဆက်ဆံရေးရှိခဲ့တယ်။သူမကတရုတ်နဲ့ဆက်ဆံရေးကိုမြင့်တင်မှုစ조사ခဲ့တယ်။ဒါကသူ့နိုင်ငံအတွက်အရန်ရေးပါရဆိုတဲ့ဘောပေါက်တယ်လို့ကိုထိန်လင်းကဆိုတယ်။အလာဒီဆွေလာတန်2015နဲ့2016ခုနှစ်တို့မှာဒေါက်ဆန်စုကြည်ကတရုတ်နိုင်ငံကိုတွားရောက်လည်ပတ်ခဲ့ပါတယ်။ဆက်လက်ပြီးမိခင်ဖြစ်သူဒေါက်ဆန်စုကြည်လွတ်မြောက်ရေးအတွက်ကိုထိန်လင်းတရုတ်နိုင်ငံကိုကိုညီတောင်းမိခင်ဖြစ်သူနိုင်ငံတော်တိုင်ပင်ခံပေါ်ကိုဒေါက်ဆန်စုကြည်လွတ်မြောက်ရေးအတွက်တရုတ်နိုင်ငံကိုကိုညီတောင်းခံခဲ့လို့ KRS ကိုကိုထိန်လင်းကဒီကနေ့မှသိပေးပြောကြားတယ်။ ဒေါက်ဆန်းစုကြည်လွတ်မြောက်ရေးဇက်ဖာအနာသိန်းစေဥစုကိုပုံမဖျားပေးတောင်းဆိုဖို့အတွက်ကိုတိန်နင်းကတရုတ်သမ္မတရှီကျင်ပြည်တံကိုတောင်းဆိုလိုက်တာဖြစ်တယ်။ဒီကနေ့ကျွန်တော်မေမေလွတ်မြောက်စေဖို့တရုတ်နိုင်ငံမှာအကူအညီပေးရတောင်းဆိုခဲ့ပါတယ်။မေမေနဲ့နိုင်ငံရေးကျင်းသားအားလုံးလွတ်မြောက်မှုအသိမြတ်ပေါင်းစုံမှုနဲ့တည်ငြိမ်ရေးအတွက်အရေးကြီးဆုံးပထမကြိလက်ဖြစ်တယ်လို့ကိုဒိန်လင်းကလူမှုကွန်ရက်မှာရေးသားထားတယ်။တရုတ်ဆိုရအနေနဲ့တော့ဆန်းစုကြည်လွတ်မြောက်လာအကူအညီပေးနိုင်မဲ့ခြေနေရှင်တွေလို့ကိုဒိန်လင်းကပြောဆိုတယ်။ ပြီးခဲ့စတင်ပါလာကလေးကကိုတိုင်နေကမိခင်ဖြစ်သူတောင်ဆန်းစုကြည်မှာစံမရင်တဲ့အတန်ရဲ့အရေးပေါ်ဆွေးနွေးချက်ရှိနေပြီးနှလုံးပိုက်ဆိုင်ရာခြေနေပုံမှုဆွေးရနေလို့သိရကြောင်းပြောဆိုထားပါတယ်ဆလာဘင်မြောင်းလိုက်တယောက်ခဲမန်လေးတက်တို့နှစ်တရားပြပွဲကို ဖုံးမယူရအိမ်မတဲရအထီးမယူရဟိုးထုံမဆောင်ရဆိုင်ကနဲ့ကားမဝင်ရမလို့ရဆိုတော့ တားမြစ်မှုတွေပေါင်းရလို့ကြွေးထူတက်ချက်ခဲ့ဂျပန်စစ်ကားဆောင်မြောက်လာယနေ့မနက်ပိုင်းတယောက်ခဲ့တဲ့မန်လေးတက္ကသိုလ်နှစ်တရားပြေပွဲမှာတယောက်လာတဲ့တောင်းသားចောင်းသူတွေဆက်ဆက်မိုင်းနဲ့မြို့တချို့ကစစ်တပ်လုံကြွေးထူတက်ချက်စာစစ်ဆေးပွဲလှုပ်ဆောင်ခဲ့ကြပွဲတယောက်ခဲ့ဆက်ဆက်မတိုင်းဝိုင်းကပြောတယ်ယနေ့အော်တိုဘာလာလျနေမနက်ပိုင်းမြောက်လိုက်တယောက်မဲ့မန်လေးတက်ကတို့ရာပြစ်ခန်းနာအတွက်ចောင်းသားចောင်းတွင်နဲ့ဆရာဆရာမတွေမြို့ခံတွေကိုမြောက်လိုက်မလာရောက်မီ၃နိုင်ခန့်ကြွတင်ခေါ်ယူခဲ့ပြီးလွန်ကျွေးစစ်ဆေးမှုတွေကိုထုလုပ်ဆောင်ခဲ့ကြတယ်။ ထို့ပြင်မြောက်လိုက်လာမိဖြစ်ပြီးမန်လေးတက်ကတို့ရာပြေခန္ဓာကိုလာတဲ့ကားနဲ့ဆိုင်ကယ်တွေကိုအခမ်းအနားနဲ့အနီးဆုံးနေရာတိယူဆောင်ခွင့်မပြုဘဲတတ်မှတ်ထားတဲ့အလွန်ဝေးတဲ့နေရာကိုတော့ရောက်ပါကင်တို့ရန်နာခိုင်းတာကြောင့်သိရတယ်။မြောက်လိုက်ကလာအောင်ဒရုန်းနဲ့ပေါ်ချက်ခံပြီးကိုဆွဲပြီးဒရုန်းကြံပိုင်းတင်ဆောင်ထားတဲ့ကားကြီးကမန်လေးတက်ကတို့ပတ်ဝန်းကျင်မှာလက်ပတ်ကင်းလိုက်ခဲ့ကြောင်းတက်ကတို့နဲ့အနီးဆုံးမှာရှိနေတဲ့လမ်းဆောင်လမ်းခွာမှာလည်းစစ်တပ်ကဒရုန်းကပ်တွေကိုချထားခဲ့ကြောင်းသိရတယ်။ ်ထို့သောလွန်ကြေးတင်းကျပ်ခဲ့တော်လည်းယနေ့အော်တိုဘားလလေရည်မနက်6:55မိနစ်ချိန်မန်လေးမြို့နန်းတွင်ရှိအလဲပိုင်းနိုင်စစ်ဌာနချုပ်ကိုရှော့လိုက်တဲ့နှလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းအဆိုပါမစ်ရှင်ကိုဘရစ်ဝါရီဖော်မြန်မာအဖွဲ့ဥဆောင်စီမံမှုနဲ့ No More Deterioration အဖွဲ့ Bebe Sebran Phone နဲ့ရနာပေါ်တက်ဖွဲ့တို့ကလှုံ့ဆော်ခဲ့ကြောင်းသိရတယ်ဆလာဘီတက်ဆင်မြို့နယ်မှာတိုက်ပွဲဖြစ်ပွားပြီးပြစောတိကောက်စားတော်ကိုရှေ့ဖမ်းပြီးပသိမ်မြို့နယ်မှာဆရာလီစစ်စေုံမှာတိုက်ပွဲမှာတန်ရရပြီးစေကုသမှုခံရတဲ့အရာရှိတော်ဒေသော ဇဂိုင်းနိုင်တဲ့ဆံမြို့နယ်မှာတိုက်ပွဲဖြစ်ပွားပြီးပြူစော်တီကောက်စားတောက်ကိုရှေ့ဖက်မိခဲ့ကြောင်းတေဇာဘီပဲဒီဖန်ဖို့ကထုတ်ပြန်နေ Streamala 30ရည်နေမှာကမ်ဘလူးမျိုးနဲ့ကာဘူယာကထလာရဲ့အကြက်ဖက်စစ်တစစ်ကြောင်းနဲ့ဒေါ်လိုက်တဖော်တွေတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းထိုတိုက်ပွဲတွေစစ်တဲ့စစ်ကြောင်းမှာလိုက်ပါပြူစော်တီကောက်စားတောက်ကိုတက်ဆက် PDF တပ်ဖွဲ့ကရှေ့ဖက်စစ်နိုင်ငံချင်းဖြစ်ကြောင်းသိရတယ် တိုက်ပွဲဖြစ်ပွားပြီးနောက်ဆိုပါဂျပန်စစ်တပ်စစ်ကြောင်းကအော်တိုဘလတ်တရက်နေမှာတက်ဆက်မြို့နယ်တွင်ရှိတနေရွာကိုဝင်ရောက်စီးနင်းခဲ့ပြီးပြည်သူပိုင်နေ20ကျော်ကိုမိရှုဖြက်စီးခဲ့ကြောင်းထို့ပြင်ကျေးရတရှိပြည်သူပိုင်နေကိုလည်းဝင်ရောက်မှွေနောက်ပြီးရောဆန်နေကိုတက်ဆက်မြို့တွင်ရိတ်ခါပြူဆောင်တော့ကြောက်သိရတယ်ဂျပန်စစ်တပ်ကကပောက်ကြရရစတင်ကြကိုလည်းဂျက်ဖိုက်တာတစ်စီးနဲ့ပုံချက်ဖြက်စီးခဲ့ပြီးပြည်သူတွေထိခိုက်မှုမရှိတော့လဲစာရီတွေအထိမှဖြက်စီးခဲ့ကြောင်းထိုစစ်တပ်ကအော်တိုဘလတ်တော်ရဲ့နေမှာကပ်ဘလူးမျိုးနဲ့တွေကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရတယ်။ ထို့ပြင်ရော်ရီတိုက်ပသိမ်မြို့နယ်ရှင်နောက်တာတိုင်းစစ်ဌာနကြောင့်အမှတ်လေးစစ်မြေပြင်စစ်တပ်ရင်မှတိုက်ပွဲတွေ့တရရရှိခဲ့တဲ့အရာရှိတအုပ်စစ်ကူတော်မှုခိုင်နေစဉ်ဒေသခံကြောင်ဒေသတွင်စည်းသတင်းမြစ်ကပြောတယ်။အော်တိုဘောလာနှစ်ရက်နေမှာနောက်တစ်ခါမဆာယာလီမှာစစ်ကူတော်မှုခိုင်နေစဉ်တင်ဆောင်ခဲ့တဲ့အရာရှိတအုပ်ရဲ့အလောင်းကိုရွှေမြင့်တင်မိတဲ့ဂျိုးဆက်ကိုဘောဝစီစာကနဲ့ပို့ဆောင်ကလက်နက်ကင်ဆောင်ထားတဲ့စစ်သားရဲ့လိုက်ပိုက်ကားတစ်စီးနဲ့စစ်သားမိန်းမလိုက်ပိုက်ကားတစ်စီးနဲ့လာတဲ့ဂျိုးသွားကြောင်သိရတယ်။ ဆက်လက်ပြီးမြင်းချန်နယ်ညောင်ပြာမီးတေရွှေခရမန္တလေးတိုင်းမြင်းချန်မြို့နယ်ကညောင်ပြာကုစစ်ကောင်စစ်တပ်နဲ့ပြူစော်ဒီပူပေါင်းစစ်ကြောင်းရောက်လာပြီးအော်တိုဘားလာတောင်းထီ၃ရက်ကြာမီရွှေဖြစ်စီခဲ့လို့ရခန့်နေစီကနေတည်ရတယ်။ စတေမလာ25ရက်ကစတင်ပြီးအင်အား200ခန့်ပါတဲ့စစ်ကြောင်းညောင်ပင်ရွာဘက်စီကစစ်ကြောင်းထွာမှဒေသတွင်တော်လိုက်ဖွဲ့နဲ့9ရက်ကြာတိုက်ပွဲဖြစ်ခဲ့တယ်။လက်နက်ကဲအပြက်လက်မှုကြောင်းတော်လိုက်ဖွဲ့နဲ့နောက်ဆုတ်ပေးခဲ့ပြီးရွာထဲကိုစစ်ကောင်စီစစ်ကြောင်းဝင်များကမီတင်ရှုခဲ့ရလို့သိရတယ်။နေအိမ်တွေကပစ္စည်းကိုဖောက်တွေယူဆောင်ပြီးအိမ်ကိုတော့မီရှုပစ်ခဲ့ရလို့အဲ့ဒီရွာခန့်ကဆိုပါတယ်။ရွာထဲကိုပြန်ဝင်ရတဲ့အကြောင်းမီရှုခံတဲ့အင်ဂျင်တိကျကတော့မသိရသေးဘူး။ညောင်ပင်ရွာကမြင်းချက်မျိုးပေါ်နဲ့လေးမိုင်ခန့်သာဝေးပြီးအင်ဂျင်ချောက်ကရှိပါတယ်။ခုရရွာခန့်ရလျှောက်ကိုတင်ဆောင်နေရပါတယ်။ ဆက်လက်ပြီးစစ်ကောင်းဆောင်တဲခိုတဲ့လပခကိုပူပေါင်းဖွဲ့ရရှော့တိုက်တော့နဲ့ပြခတ်မန္တလေးတက္ကသိုလ်နှစ်တရားပြပွဲကိုတက်ရောက်ဖို့လာတဲ့စစ်ကောင်းဆောင်နေခဲ့တဲ့တဲခိုတဲ့လေပိုင်းတိုင်းစစ်ဌာနချုပ်တွေကိုတရားခေါ်မှာရှော့တိုက်တော့နေနဲ့ပြခတ်တိုက်ခိုက်ခဲ့လို့ဘရိတ်ဝါရီဖော်မြန်မာတောင်းရှိသူကပြောတယ်မန္တလေးတက္ကသိုလ်ရာပြပွဲခန်းနာကိုစစ်ကောင်းဆောင်တရားမှမို့အရှင်နေရီကလေးကမန္တလေးမြို့83လမ်းကျုံတောင်ဘက်တရှာကိုလုံခြုံရေးတင်ချက်ထားလို့မြို့ခန်းတွေကပြောတယ်စေကောင်းဆောင်ကမင်းညနေပိုင်းမှာပြင်းဦးလေးမြို့မှာနေခဲ့ရဖြစ်ပြီးဒီကနေ့မနက်ပိုင်းမှာရှင်တန်းနဲ့မန်လေးမြို့ကိုဝင်လာခဲ့ရလို့မြို့ခန်တွေကပြောပါရတယ် ီကနေ့မနက်6နာရီကျော်မှာ Brave Warrior Farm မြန်မာဖွဲ့ဦးဆောင်မှုနဲ့ Momo Nomo Deterioration Paper Severance Phone နဲ့ရတနာပေါ်တောက်ဖွဲ့တို့ကလပခရဲကိုတရားခွန်မှာ short light လုံးနှလုံးနဲ့တိုက်ခိုက်ခဲ့ရလို့ဆိုတယ်စင်ကောင်းဆောင်မြောင်လာမန်လေးတက္ကသိုလ်နှစ်တရားပြပွဲတရားဖို့အော်တိုဘလာ၃ရက်ညကပြင်ဦးလင်ကနေမန်လေးကိုလာခဲ့ရမှာလာပန်ခါမှခေတ္တတက်ခိုခဲ့ရလို့ PWR ထုတ်ပြန်တယ် ပြစ်ခတ်မှုလုံးဆောင်ပြီးချိန်မှာ M35 တွေဝိုင်းတွဲနေတဲ့ရှာဖွေမှုရေပြုလုပ်ခဲ့ပြစ်ခတ်တာမရှိဘူးလို့ဆိုတယ်။ဒီမရှင်က BW46 စိန်မြောက်ဆင်စင်ဖြစ်ပြီးပောင်းရင်ကိုညီပေးခဲ့တဲ့အနေနဲ့ဖွဲ့ရကြောင်းအောင်မြင်ခဲ့ရဖြစ်လို့အထူးကျေးဇူးတင်တယ်လို့ BW ကထုတ်ပြန်ပါတယ်။မန္လေးတက်တူရပြပွဲကိုဆိုရင်နေရာတိကျတိရအကြောင်းပို့ပြီးလွယ်လွယ်ကူကူတိုက်ခိုက်နိုင်ပေမဲ့စစ်ကောင်းဆောင်ကပြည်သူတွေကိုတိုင်းကအနေနဲ့ပြုလုပ်ထားအကြောင်းမတိုက်ခိုက်နိုင်တာဖြစ်တယ်လို့ဆိုရဲပြစ်ခတ်မှုတွေကလက်ပတ်ခရဲကိုရောက်ရှိခဲ့ရအကြောင်းစစ်ကောင်းစီဘက်ကထိခိုက်မှုရှိနိုင်တယ်လို့ BW တာဝန်ရှိသူတွေကပြောပါတယ် နားဆင်အားပေးကြတဲ့အတွက်သူပင်ကျေးဇူးတင်ရှိပါတယ်ရှင်